မိမိတို့အနာဂတ်ကိုယုံကြည်စွာမျှော်လင့်တော်နိုင်ငံသားအလုံးဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ကိုလုံးဝမနှိမ့်ညွတ်ဘူးဆိုတဲ့အမှန်တရားလိုလားသူနိုင်ငံသားအလုံးမင်းအွန်လိုင်းကိုဒီရက်နေ့ကျွန်တော်ထပ်ပြောနေတာတဲ့အကြမ်းဖက်လို့တပ်ဖြတ်ပြခုကြောက်ရွံ့တုံ့တောက်မဲ့တဲ့မှာဒီနေ့27ရာစုမြန်မာပြည်သူတွေမပါဘူးတစ်ချိန်လုံးတက်မတော်ကယူနီဖောင်းတွေတက်တယ်မျိုးအုပ်ချုပ်နေရတာကြိုက်တက်မတော်မပါမှနိုင်ငံရေးကိုငါတို့ဆွေးနွေးမယ်ကျွန်တော်တို့တက်မတော်ဆဲမယ်လက်နက်ကမ်းကြီးရတဲ့ပတ်စံတွေကြောင့်ချမ်းသာမှုကြောင့်တို့ဒါမှမဆုံးနိုင်ဘူးဆိုတော့တွေ့ရကြိုက်ကျွန်တော်တို့တက်မတော်ဆဲမယ်ကျွန်တော်တို့တက်မတော်ဆဲမယ် ုံးမဲမင်္ဂလာပါရွှေ family မှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပတ်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းမာလာဟုတ်ကဲ့ကျွန်တော်တို့အတွက်ပြောရှင်ဂျီနူခွန်အားဖြစ်စေမဲ့ရုပ်တန်လေးနဲ့မင်း online ကိုဒီရက်နေ့ကျွန်တော်ထပ်ပြောနေတာတဲ့အကျန်းဖတ်လို့တက်ဖြတ်ပြလို့ကြောက်ရွံ့တုံ့လုပ်သွားမယ်တဲ့မှာဒီနေ့27ရာစုမြန်မာပြည်သူတွေမပါဘူးဖြစ်ဆိုရတယ်ပြောချင်ပါကျွန်တော်တို့ကဖိနေကြွပြီပြည်သူတွေဖြစ်ပါဒါရယ်နော်အကောင့်သေးပေမဲ့အစိတ်ပြင်းတယ်နော်ငါတို့ပြည်သူတွေကတက်တိုင်းကြောက်မယ်ထင်လားဖိတိုင်းလဲကြောက်မယ်ထင်လားအေးဖိလေ ကြလေမရရအောင်ရတဲ့နေရာကနေတော်လန်နေမှာခွေယူတွေလာပဲဒီနေ့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံတော်လိုင်းဥဆောင်ယူတန်းညီဆွေရတောင်ရှိတဲ့ပါဝင်နိုင်ငံတော်လိုင်းကောင်းဆောင်တွေကဒီလူတရားလုံးကိုဒီလူတိုင်းသားတရားလုံးကိုအချမ်းမဲ့အနုနည်းနဲ့ပြည်သူ့ဆန္ဒကိုထုတ်ပေါ်ပြသဖို့ဒီနေ့ကို silent strike ်ဒါလေးတပိတ်ဆင်နွှဲကြဖို့လှုံ့ဆော်ထားတာရှိပါတယ်။ဒီဆင်နွှဲကြမဲ့အချိန်9နာရီတော့တင်မှာမြန်မာနိုင်ငံတလန်လေးရာသူတစ်ဖြစ်ဖက်စစ်အကြမ်းဖက်လက်ပါစီတချို့အုပ်ချုပ်ထားခြင်းခံရတဲ့နေရာဒေသကပြပြပြနေပြည်သူများမိမိတို့မှာရက်ဆက်ကြမ်းကြုတ်တဲ့အာဏာရှင်လက်ပါစီတွေကြောင့်ဆန္ဒပေါ်ထုတ်လက်မရမကျင်တဲ့မကျင်တဲ့ကြောင်းလေးပြောလို့မဖြစ်အတင်းတမရေကောက်ဘွယ်အတုရောင်ကို မဲရှင်မကြည့်မနေရမဲမထက်မနေရဘသူကိုမထက်မနေရစသဖြင့်ဖီးအားပေါင်းစုံနဲ့အကြောက်ပြားပေါင်းစုံရိုက်သွင်းခံရတဲ့အနေထားသူတို့ကိုအာနာရှင်တွေကိုမကြည့်မနက်ဖီဆန်ဆန့်ကျင်ရင်အသက်ပြောက်ဒဏ်ရာအနာတရချက်ချင်းဖြစ်သွားနိုင်တဲ့ကြောက်လန့်အောင်ဖီစည်းခံရမှုအခြေအနေဒီအခြေအနေတွေအောက်မှာအတန်တိတ် တပိတ်ဆိုတဲ့ silent strike ကိုယ်နဲ့မှာပဲကိုနေဘာအတန်မှဆူညံမှုမရှိဘာလှူရှားမှုမှမပြုတ်ပဲနဲ့အားလုံးတိတ်တိတ်ဆိတ်ဆိတ်တညီတဲ့ဝင်ရောက် တိုက်ပွဲဝင်နိုင်တဲ့ဝင်လမ်းဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ Silent Strike မှာမြန်မာပြည်ကိုချစ်တော်နိုင်ငံသားအလုံးမိမိတို့အနာဂတ်ကိုယုံကြည်စွာမျှော်လင့်တော်နိုင်ငံသားအလုံးဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ကိုလုံးဝမနှိမ့်ညွတ်ဘူးဆိုတဲ့အမှန်တရားလိုအပ်သူနိုင်ငံသားအလုံးပူးပေါင်းပါဝင်ပေးပါလို့ကျွန်တော်မေတ္တာရပ်ခံပါတယ်။ကျွန်တော်တို့ကိုယ်တိုင်လည်းလက်ရှိနိုင်ငံသားဒေသကြီးပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဘိုးရောင်နေမျိုးစဉ်ဂျေဇုအထူးတင်ပါတယ်ကျွန်တော်မိသားစုတွေကြည်ုံ။ ခွေးလေးကြောင်လေးတိတ်ဆန်နေရတောင်ဒီလောက်ချစ်တက်နေရင်စိတ်နှလုံးသားဘလောက်ဖြူစင်နူးညံ့လိုက်မလဲတိုင်းပြည်နဲ့လူမျိုးအတွက်အပင်မခံအစင်ရခံပြီးတော့မရရအောင်ဒေါ်လန်နေကြတဲ့လူတွေဒီလိုလူတွေကိုကျွန်တော်တို့များများ support ပေးရမယ်များများတန်ဖိုးထားပေးရမယ်ဗျအဲ့တော့တစ်ချိန်လုံးတက်မတော်က uniform တွေတက်တက်မျိုးအုပ်ချုပ်နေရတာကိုတို့လည်းတကြော်ပြီးတကြော်ပြန်တော့သူမကြိုက်မကြိုက်တယ်ဆိုတော့ဘာလို့ ਆ လဲဆိုတော့2008ဖွဲ့စည်းပုံနဲ့တူ တော်တော်ယူနောက်တစ်ဆယ်မှာပေါ်ပေါက်လာဘူးရွေးကောက်ပွဲကျင်းပခဲ့တယ်စက်တင်ဘာတော်တော်ပေါ်ပေါက်လာတယ်ဦးသိန်းစင်ကအာဏာရလာတယ်ဦးသိန်းစင်ကတမနာဖြစ်လာတယ်ဦးသိန်းစင်ကတမနာဖြစ်ပေမဲ့ကာဝေးဦးချုပ်ကဘူဂျူဦးကြီးမင်းအောင်လာဦးသိန်းစင်တော့မှဘူဂျူဦးကြီးမင်းအောင်လာကအမြဲတမ်းဦးသိန်းစင်ခိုင်းရင်လို့ဖို့အစင်းစင်းစောင့်ပေးနေတယ်တိုင်းပြည်ကာဝေးတို့ဆိုရင်ဦးသိန်းစင်ရှိ့ကိုသူမကြော်ဘူးနောက်မှပဲသူနေတယ်ဒေါက်ဆန်းစင်ရွှေဆော်လက်ထက်မှာလည်းတမ်မီတမ်မရောကမလိုရတဲ့နိုင်ငံရေးကိစ္စကိုဝန်မရှိဘူးနိုင်ငံတော်ထိခိုက်နေတဲ့ကိစ္စလွေချန်တဲ့ကိစ္စတခုမှဝန်မရှိဘူးအဲ့လိုနေခဲ့ပြီးတော့သူတို့ဖွဲ့စည်းပုံချဲဖို့ဒီမှာတမ်မရောရဲ့အခန်းကဏ္ဍကိုရှော့ချပေးသွားမယ်ပြောပြီးသား ်ငါတော့ရှော့တယ်မင်းတို့ကရောဆိုတော့မင်းကကြတော့တစ်ဖက်လူတွေမဖြေနိုင်တော့ဘူးတိုင်းသားလက်နက်ကိုင်းလို့အမိခံထားတဲ့နော်အဲအုပ်စုတွေအကုန်လုံးဟာတရကြီးတွေကိုင်းထားပြီးလည်းပြီးတော့တက်မတော်ကနိုင်ငံရေးမှာနှောက်ရတယ်တက်မတော်ငါတို့ဘလို့ဖြစ်တယ်တက်မတော်မပါမှနိုင်ငံရေးကိုငါတို့ဆွေးနွေးမယ်တက်မတော်ကမှညီရေးဆွေးနွေးမယ်သူတို့ကိုင်းတဲ့တရကြီးတွေကိုင်းထားပြီးတော့တက်မတော်ကကြတော့ပါနေလို့တဲ့သူတို့ကတရချထားလို့ဆိုတော့သူတို့ကတရကြီးကိုင်းထားတော့တက်မတော်ကလည်းအနည်းဆုံးတော့တနက်ကိုတော့ပကိုင်းထားလို့မရတော့တက်မတော်ကနိုင်ငံရေးခံခံရမှာမပါလို့မရတော့အကဲသူတို့က ဒီလက်နက်ပြင်ကင်ထရောစွန့်လွန်မယ်တော့လက်နက်ကင်ထရောကိုဖယ်ပြီးတော့ရှော့ချပြီးတော့နိုင်ငံရေးမှာပေါ်ဝင်ပတ်သက်မှုပိုလှုပ်လာမယ်ဆိုရင်ရွေးကောက်ပွဲတွေခုနသူတို့ကိုသူတို့မဲပြီးရွေးချယ်ခံတော့မယ်ဆိုရင်တက်မတော်လဲသူ့ရဲ့ခန်းကန်တော့ရှော့ချလိုက်ကွမ်ဘောတို့အင်ဘာလာတို့အုပ်စုကချင်ပြည်တော်မဲဘုံထောင်လိုက်မဲဘုံထောင်ပြီးတော့ကချင်ပြည်နယ်ဝင်းကျုပ်လောင်းနေရပြင်းနေငါတို့အင်ဘာလာနဲ့ကွမ်ဘောတို့အဖွဲ့တွေကငါတို့ဝင်းပြိုင်နေကွာပြိုင်လိုက်အဲ့လိုပြိုင်လိုက်လို့တက်မတော်ကသူ့ရဲ့တနက်ကင်ထရောကိုမရှော့ချဘူးဆိုရင်ကျွန်တော်တို့တက်မတော်ဆဲမယ်သူတို့လက်နက်ကင်ထရောမချဘူးဆိုရင်ကျွန်တော်တို့လက်ရှိမှာတက်မတော်နဲ့တူကြရမယ်ဒါရှင်းရှင်းလေးပဲပြတ်တယ်ကျွန်တော်တို့ လက်နက်ကိုင်ပြီးနေပြည်တော်မှာအကျိုးစီးပွားရေးရှာတယ်။ဂွမ်ဘောတို့အုပ်စုမလက်နက်ကိုင်ထားပြီးတော့မြေရှာတူးတယ်၊ကြောက်တူးတယ်၊တစ်တွေခုတ်တယ်။တဘာဝတည်ရန်သားတို့ထက်အကုန်ယူတယ်။နိုင်ငံเจ้าအခိုးစင်းနဲ့ရောင်းတယ်။လက်နက်တွေအားဖြည့်တယ်၊စိတ်ဝင်တွေတဲတယ်။တနတ်တွေပဲလက်နက်တွေပဲထပ်အားဖြည့်နေတယ်။လူတစုသားရဲ့စစ်ဘရင်တွေဖြစ်နေဖန်တီးနေတယ်။အဲ့လိုဖန်တီးနေတဲ့ချိန်ကြီးမှာကျွန်တော်တို့ကဂွမ်ဘောတို့အုပ်စုမှတ်ပါတယ်ဆိုရင်ဂွမ်ဘောတို့ဘက်မှာတွားရက်ဖို့တစ်တလုံးဆန္ဒမရှိဘူး။တက်မလို့သားမရှိရင်ခင်ဗျားတို့မြမတပိုင်းလိုပြန်ကြည့်ကြအောင်ဗျာ။ပြီးမှအချုပ်ချာအာနာအားနေတိုင်းမှာတိုင်းသားခေါင်းဆောင်တွေကအဲ့လိုပဲလာပြီးတော့ကတောင်းလေးမြောင်လုပ်တယ် အဲ့တော့ပြီးမှအပြန်ကောင်းလာတဲ့ခါကျတော့မှအကုန်လုံးပြန်လွှမ်းမိုးနေတယ်။တိုင်းသားတဲ့နောက်ကနေဒီဘက်ကတော့စဉ်းစားဖို့လိုတာကတနက်ကင်ထားပြီးငါတို့သဘုံဖြစ်မယ်။တနက်တွေချပြီးတော့ငါတို့နိုင်ငံရေးပလက်ဖောင်းကိုတက်ရင်ငါတို့နိုင်ငံကောင်းဆောင်ဖြစ်မယ်၊မျိုးသားကောင်းဆောင်ဖြစ်မယ်။ဒီစိတ်မျိုးထည့်မှရမယ်။ဒါပေမဲ့နိုင်ငံကောင်းဆောင်မျိုးသားကောင်းဆောင်ဖြစ်တာစာရေးတော်ရေးစံပြူးနေရ။ဝိုင်မော်လို့အင်ပါနာတို့ပိုင်ဆိုင်မှုကပြီးမှမှရှိတဲ့တတိယကိုခင်ဗျားတောက်ချလို့ရတယ်။လက်နက်ကင်ပြရတဲ့ပတ်စံတွေကြောင့်ချမ်းသာမှုကြောင့်တို့ဒါမှမဆုံးနိုင်ဘူးဆိုတော့တွေ့ရတယ်။ဆိုတော့အခုဒီဗီဒီယိုကတော့ခွင့်တဖို့ကနေမှာမင်းမျိုးမှာ ပြောခဲ့တဲ့စကားတိုင်းရင်းလက်နက်တိုင်းနဲ့မရှိတော့တဲ့အချိန်ကြမှာပဲစစ်ခွေးတွေကလွတ်တော်ထဲမှာပါဝင်မှုကိုတဖြည်းဖြည်းချင်းလျှော့ချသွားမယ်လို့ပြောတယ်ကျော်မျိုးမင်းပြောသွားတာက စစ်ခွေးတွေကစစ်ခွေးအင်ဂျင်နဲ့မြန်မာနိုင်ငံကိုမအုပ်ချုပ်ချင်တော့ဘူးဒါကြောင့်မို့2008ဥပဒေဆိုတော့လက်တလုံးချဥပဒေထဲမှာပါတဲ့ဤသူပဲရွေးကောက်ပွဲတွေကိုလှုပ်ပေးပြီးမှဥသိမ်းစိန်တမရဖြစ်လာတယ်ဥသိမ်းစိန်တမရဖြစ်လာတော့ကလည်းဒီစစ်ခွေးတွေကဥသိမ်းစိန်ရဲ့ရှေ့မှာရှိတာမဟုတ်ဘူးဥသိမ်းစိန်ရဲ့နောက်မှာနေပြီးမှနိုင်ငံတော်ရဲ့ကာကွယ်မှုကိုလှုပ်ခဲ့တယ်ဒေါအောင်ဆန်းစုကြည်ခေတ်တုန်းကလည်းထိုနည်း၎င်းပဲလှုပ်ခဲ့တယ်လို့ပြောတာ ဆိုတော့အခုလေသူတို့ကနိုင်ငံတော်ကိုမအုပ်ချုပ်ချင်တော့တဲ့အတွက်ကြောင့်မို့ပဲရွေးကောက်ပွဲကိုလုပ်ပေးမယ်လို့ပြောတယ်။ဒီလက်တလုံးချာဥပဒေအရဆိုလို့ရှိရင်လည်းစစ်ခွေးဒီဘက်ကနေမှတဖြည်းဖြည်းချင်းလွတ်တော်ထဲမှာရှင်းချဖို့ရအတွက်လက်တလုံးချာဥပဒေထဲမှာလည်းပါဝင်ပြီးသားဖြစ်တယ်လို့ပြောတယ်။ဆိုတော့ဒီထဲမှာကြွားပြောချင်တဲ့အချက်၃ချက်ရှိတယ်။တခုကတော့ဒီနေ့ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်တွေကနေမှလက်နက်မစွန့်တဲ့အတွက်ကြောင့်စစ်ခွေးကနေမှလက်နက်မစွန့်တာဖြစ်တယ်။ နောက်တစ်ခုကတော့တကယ်လို့သားကျောရတော်လိုင်းရဲဒီဘက်ကနေမှလက်နဲ့စွန့်ပြီးတော့ရွေးကောက်ပွဲထဲမှာပါဝင်ခဲ့တယ် KIA ခေါင်းဆောင်တွေလည်းလက်နဲ့စွန့်ပြီးတော့မင်းပုံးတွေကိုသာ ထောင်ခဲ့တယ်ဆိုလို့ရှင်တော့ဘောမကျော်မျိုးမင်းကနေမှလည်းနင်တို့လက်နဲ့တခြားတင်ပြီးဆိုတော့ဥစားအိုပေးမယ်လို့ပြောတာတခု နောက်တစ်ခုအနေနဲ့ကတော့ဒီနဲ့ကျမတို့ KIA ဒီလက်နဲ့ကင်လို့ချမ်းသာလာတယ်ဒါကြောင့်မို့လက်နဲ့ကိုမစွန့်ချင်ဘူးဆိုတဲ့အကြောင်းကိုနည်းနည်းလေးပြောချင်တယ်ကျော်မျိုးမင်းပြောသွားတာကကျတော့တိုင်ရင်သားတွေကတော့လက်နဲ့ကင်မှာခွေးတွေကိုပဲ လက်နဲ့မကင်နဲ့နိုင်ငံရေးထဲမှာမပါဝင်နဲ့ဆိုတဲ့စကားကိုကျွန်တော်တို့ပြောတယ်လို့ပြောတယ်ဆိုတော့ဒီနေ့ကျွန်မတို့စစ်အာဏာရှင်နဲ့မအုပ်ချုပ်ခင်တုန်းကကျတော့ဘေးတိုင်းရင်သားလက်နက်ကိုင်တွေကအုံကြွလာတာကိုတွေ့တယ်လား မြန်မာနိုင်ငံမှာဗိုလ်ချုပ်အောင်စံတီထောင်ခဲ့တဲ့တပ်မတော်တစ်ခုထဲမှာပဲမြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားပေါင်းစုံစစ်မှုထမ်းပြီးနိုင်ငံတော်ထဲမှာပါဝင်နေတဲ့အချိန်မှာနင့်တို့ခွေးတွေအာဏာသိမ်းလိုက်တာမဟုတ်ဘူးလားဒီနေ့အကြမှာပဲတိုင်းရင်းသားလက်နက်ကင်မရှိမှလွတ်တော်ထဲမှာထွက်ရမယ်ဟုတ်လား အဒီ general ကိုမော်ရိုဥက္ကဋ္ဌဘာလာရောကနေမှမဲပိုးထောင်ပြမနိုင်ငံနေတဲ့မှာရှောက်သွားတဲ့အချိန်မှာစစ်ခွေးတွေကလက်နဲ့မချဘူးဆိုလို့ရှိရင်သူ့အော်ပေးမယ်တဲ့ဘတ်မအူဆုံးပြောချင်တာကကျွန်တော် KAA အကြောင်းနဲ့တော်လကောင်ကျွန်တော်တော်လာရဲဒီနဲ့အကြောင်းတော်လကောင်နင့်တို့ခွေးတွေဘာမှဟောင်ပေးဆံမလို့ဘူးဒီကြောမျိုးမင်းအနုတော်ထဲကတော့သူကတော့လူချောပေါ့နော်သူတို့ရဲ့ချက်မပြည့်တဲ့ခွေးတရောင်းစားတွေထဲမှာတော့သူကလည်းနေရရတာဟုတ်ချင်လဲဟုတ်မှာပေါ့မြန်မာစာနဲ့ဘွဲ့ရထားတာလေနော် ဆိုတော့သူဟာနဲ့တူတော့ဟုတ်ချင်လဲဟုတ်မှာပေါ့ဒါပေမဲ့ကျတော့တော်လာရေးထဲမှာနင့်ဝမတူဘူးဆိုတာမမဲ့နဲ့ကျတော့ KIA တွေအတွက်လည်းနင့်စခွေးတွေကိုဟောင်ပေးဆံလို့ဘူးအခုနင့်တို့ခွေးတွေကစစ်တားလားနိုင်ငံရေးလားဆိုတော့နင့်တို့မခွဲခြားတတ်ဘူးကျတော့ General Good Morning မေပုံထောင်ချင်တယ်ဆိုလို့ရှိရင်ဘာကြောင့် KIA ထဲဝမှာလဲနိုင်ငံရေးမလုပ်ချင်လို့စစ်တားလုပ်ချင်လို့နင့်တို့ခွေးတွေကိုတတ်ချင်လို့ KIA ထဲကိုဝင်သွားတာနင့်တို့ရဲ့ နာမည်ဒီမျိုးစုံရထားတဲ့ခွေးချဘူဒီလိုမျိုး first year နဲ့စစ်သေးကိုဝင်သွားတာမဟုတ်ဘူး University PB မှာ KIA ထဲကိုဝင်သွားတာနိုင်ငံရေးလောက်ချင်ရင်နိုင်ငံရေးလောက်တာကြားလာပြီနိုင်ငံရေးမလောက်ချင်ပဲနဲ့မြန်မာနိုင်ငံကိုဒုက္ခပေးနေတော့ခွေးတရောင်းစားတွေကိုတတ်ဖို့ရအတွက် General Gunmore တို့ကျတော့ရဲ့ဥက္ကဋ္ဌဘန်လာတို့က KIA ထဲဝင်သွားတာ နင်တို့ခွေးတံတောင်းစားချဘူးတို့လိုမျိုးစစ်တားလားနိုင်ငံရဲ့တမားလားမခွဲချတတ်တဲ့နင်တို့လိုမျိုးမစင်စားရည်တို့ကျတို့ကချင်းတွေကိုလာမနိုင်နဲ့နော်ကျတော့ KIA ကောင်းဆောင်ဒီဟာစစ်ခွေးကိုတတ်ဖို့ရတော့ KIA တီထောင်ပြီးတော့ KIA စစ်တပ်ထဲမှာရှိနေတာနိုင်ငံရဲလို့ချင် KIA ဆိုတဲ့ Kitchen Independence Army ဆိုတဲ့ Kitchen တပ်တော်ထဲမှာဝင်မလား နိုင်ငံရေးနဲ့စစ်ရေးတောင်မခွဲခြားတတ်တဲ့နင်းတို့ခွေးတောင်စားတယ်ခွေးချဘူးနဲ့ခွေးတောင်စားတွေကနိုင်ငံရေးလုပ်ချင်တာနိုင်ငံရေးလုပ်ချင်တယ်ဆိုလို့လက်နဲ့ချတော့ပြောတာလေအင်ဂျီတွေချုပ်ပြင်းမှနိုင်ငံရေးခဲမှပါဝင်ပါလို့ပြောတာလေသူ့ကိုစစ်အင်ဂျီနဲ့လက်နဲ့ချခိုင်းတာမဟုတ်ဘူးနင်းတို့ခွေးတောင်စားတွေတိဖို့ နိုင်ငံရေးကနိုင်ငံရေးနိုင်ငံရေးနဲ့စစ်အင်ဂျင်ဝတ်ဆရာမလို့တလို့စစ်အင်ဂျင်နဲ့လည်းနိုင်ငံရေးလုပ်ဆရာမလို့ဘူးစစ်ကစစ်အင်ဂျင်ရှိပြီးသားအဲ့အင်ဂျင်ဝတ်တဲ့သူတွေဟာတနက်ကြိုင်ပြီးတော့တိုင်းပြည်ကိုကာကွယ်ဖို့ရတဲ့ဖြစ်တယ်နိုင်ငံရေးသမားတွေဟာယူယူအင်ဂျင်ဝတ်ပြီးမှနိုင်ငံရေးအရေးကိုလှုပ်တာထမင်းမမသိမစင်မမသိတဲ့ခွေးတွေဒါကြောင့်ကျွန်တော် general good morning ကိုမေးပုံထောင်ပါလားမရှက်ဘူးလားသူတို့စစ်သားလေ KAI စစ်သားလေနိုင်ငံရေးသမားမဟုတ်ဘူး ကျွန်တော် KAI ရေကောင်းဆောင်တယ်တမ္ပရတွေဖြစ်ချင်ရနိုင်ငံရေးတမလုံးမှာပေါ့ဘာကြောင့်မို့ KAI စစ်တပ်ထဲမှာဝင်နေမလဲပြီးနောက်တစ်ခုဒီထဲမှာသူပြောသွားတာကတမိုင်းအရာဆိုလို့ရှိရင်လေခွေးတရောင်းစားတွေအားနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တိုင်းရင်သားတွေကသူတို့ကိုချတယ်ဒီမကခွေးတရောင်းစားတွေကအားရှိတယ်ဆိုကျွန်တော်တို့တိုင်းရင်သားတွေကပြန်ပြီးမှငြိမ်သွားတယ်ဆိုတဲ့သဘောသူပြောသွားတယ်ဆိုတော့တမိုင်းကိုဖတ်ကြည့်ပါ ဖက်စစ်စစ်တပ်တွေကိုတိုက်ခိုက်ခဲ့တဲ့အချိန်ကနေစပြီးတော့နေဝင်ခွေးတောင်စာမြန်မာနိုင်ငံကိုစစ်အာဏာမသိမ်းမချင်းဗိုလ်ချုပ်အောင်ဆန်းတီထောင်ခဲ့တဲ့တပ်တော်ထဲမှာဘယ်လူမျိုးတွေပါဝင်ပြီးတော့တကက်စစ်ထဲမှာတိုက်ခဲ့တယ်လေဆိုတာတမိုင်းကိုတမိုင်းလို့တိတက်ရင်းနဲ့တို့တိတယ်နဲ့တို့ခွေးတောင်စာတွေပဲတိုက်လို့ဒီနဲ့မြန်မာနိုင်ငံဘယ်နေရာမှာမှနဲ့တို့အောင်ပွဲမရခဲ့ဘူးဘူးเนาะကျွတ်အမြဲတမ်းပြောတယ်ဒီ27ဒေါ်လာရဲထဲမှာတောင်မှ နင်းတို့ standard army လို့ရက်နေတဲ့ခွေးတရောင်းစားတွေလေးနှစ်တောင်မရှိသေးတဲ့အဲ PDF တွေတိန်းထားတဲ့မြို့ရွာတွေကိုတရုတ်ဒီစီမှာဘောတော့ဆုပ်ပြီးတောင်းရတယ်နင်းတို့မချက်ဘူးလားပြီးလို့ရှင်လဲကျတော်တို့ KIA ကောင်းဆောင်တွေကမြန်မာနိုင်ငံမှာရှိတဲ့တရားစာသားတွေကိုသူ့ဖို့ရောင်းစားတယ်ပြီးလို့ရှင်တခိုးစင်းနဲ့ရောင်းတယ်လို့ပြောတာဘေးနေရာကပစ္စည်းကိုတွားထုတ်တယ်လားနင်းတို့ရဲ့မြို့ရွာနင်းတို့ရဲ့တိုင်းနေရာထဲကပစ္စည်းတခုကိုတွားထုတ်ခဲ့တယ်လားကျမတို့ KIA တွေ ကချင်ပြည်နယ်ကယတနာကိုသူ့ပြည်မှာရောင်းတယ်ပြီးလို့ရှိရင်နိုင်ငံတော်ကိုကောက်ွယ်ခဲ့တယ်ဒီနေ့မြန်မာနိုင်ငံမှာဥပမာဟိုးရှေရှေဝဲဝဲကိုကျွန်မမပြောဘူးအခုဒီ27ဒေါ်လာရင်းမှာပဲကြည့်အားလုံးကွင်းကွင်းကွဲကွဲနဲ့မြင်နိုင်တဲ့ဥပမာတစ်ခုပဲပြောမယ် PDF ဆိုတာဒီတာမရှိခဲ့ရင်အခုအညာဒေတာပြောင်းသွားတာကြားလာပြီဘာကြောင့်မို့ဒီနေ့ဒီအချိန်ထိမြို့ရွာတွေရှိနေတဲ့တယ်လဲဆိုတော့ PDF တွေရှိလို့ ထိုနည်းတို့ပဲဒီနေ့ကျွားတို့ KIA ဒီရှိတော့ကျွားတို့ကချင်းပြည်နယ်မှာနင့်တို့ခွေးတွေကြိုက်တယ်လို့မလုပ်ခဲ့တာဒီနေ့ဘာကြောင့်မို့ကချင်းပြည်သူလူထုတွေ KIA တွေကိုထောက်ခံတယ်လား KIA တခုတည်းတားလေကျွတ်တို့ကချင်းပြည်နယ်မှာရှိတဲ့ပြည်သူလူထုတွေကိုကာကွယ်နိုင်တဲ့သူဖြစ်တယ်ဆိုပြီးမှကျွတ်တို့ကယုံကြည်တာနင့်တို့ခွေးရန်ကနေမှကာကွယ်ပေးတာ KIA ဖြစ်တယ်ဒီနေ့မြန်မာနိုင်ငံမှာခွေးတွေအစစ်ကြောင်းထိုးလာရင်ပြည်သူတွေဘာလုပ်ကြလဲနင့်တို့သိပါလားเนาะဒါကြောင့်အညာမှာ EDF ဆိုတဲ့လက်နက်ကိုင်တွေရှိတော့အညာဒီနေ့ဒီအချိန်ထိမြို့ရွာတွေကျနေတာတိုင်းခုနှစ်တိုင်းနဲ့ပြည်နယ်ခုနှစ်ခုမှာဒီနေ့ဒီအချိန်ထိပြည်သူလူထုတွေကောင်းကောင်းနေနိုင်တယ်ဆိုတာဒီနေ့ကျွန်တော်တို့နင့်တော့ခေါ်တဲ့တပုံလို့ခေါ်တဲ့တိုင်းရင်သားလက်နက်ကိုင်တွေရှိနေလို့ဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ဘယ်တိုင်းရင်သားလက်နက်ကိုင်ကိုပြောမလဲ။ဘုချုပ်ထွတ်မြတ်နိုင်သူ့နိုင်ငံရေးမှာပါဝင်မယ်လို့ပြောသလား။တမရဖြစ်ချင်တယ်လို့ပြောသလား။ Can you tell me တော့လကောက် အခုဒီ27မှာမှပေါ်ပေါက်လာခဲ့တော့ PDF တွေတောင်မှငါတို့နိုင်ငံရေးထဲမှာပါဝင်မယ်လို့ပြောတလားမပြောဘူး နင်းတို့စစ်ခွေးတွေကလွဲရင်ဒီနေ့မြန်မာနိုင်ငံမှာရှိနေတော့လက်နက်ကင်တော့တော်လာရဲတမအကုန်သိတယ်သူတို့ဟာစစ်သားဖြစ်တယ်နိုင်ငံရဲတမမဟုတ်ဘူးဆိုတာကိုသိတယ်ဒါပေမဲ့နင်းတို့ခွေးတွေကစစ်တပ်လားနိုင်ငံရဲလားဆိုတော့မခွဲခြားတတ်ဘူးကျွန်တော် KIA ကောင်းဆောင်တွေမေးပုံးထောင်တော့ရှိရင်တော့စစ်ခွေးတွေကိုလည်းလက်နက်ချဖို့အော်ပေးမယ်နင်းအော်ပေးဆံလို့ဘူးကျွန်တော်ကချင်တို့မျိုးတွေမှာကိုယ်ပါစက်နဲ့ကိုရှိတယ်နင်းတို့ခွေးပါစက်၅ဆံလို့ဘူးเนาะနင်းတို့ခွေးပါစက်နဲ့ဟောင်ပေးဆံကိုမလို့ဘူးနင်းတို့တလောက်အထိ တိုင်းရင်းသားတွေလက်နဲ့ချမှာပဲလွတ်တော်မှာပါဝင်တဲ့အဥ္စာကိုရှော့ချမယ်လို့တီလောက်အထိနင်းတို့ကငိမ့်ချရဲကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်မတန်တန်ပြောပြီးပြီဘာကြောင့်မို့ပြည်သူတွေရဲ့ရှေ့မှာစပွဲချပြီးမှ စကားမပြောရတာလဲဘာကြောင့် KIAD နဲ့ခိုးနေရမှာချိန်ဒီနေရမှာချိန်ဘာကြောင့်ခိုးကြောင်ခိုးဝဲနဲ့နင်းတို့စကားပြောချင်တယ်လဲကျတော့ KIAD တခုလုံးမလုပ်ဘူးနော် မှတ်ထား။ Okay ဆရာမຫນွေဦးမေကျေးဇူးအထူးတင်ပါတယ်။ခွေမျိုးအောက်တန်းစားလေးတွေကိုဆုံးမသွားတာအလွန်အမတန်မှအားရလှပါတယ်ဗျနော်။တခိုးကလူပြန်ဟက်ခွေရလူစကားပြောပေါ့ဗျာကျွန်တော်မိသားစုတွေ စက်သားလောရတာဆင်းရဲတယ်လစာနေတယ်တဲ့မအလှကျင်ဆိုးနေသူနောက်လိုက်ငယ်သားတွေရဲ့ဟဲ့အောင်စီးစဉ်ဥစ္စာတွေမြန်မာနိုင်ငံဘန်မာတော့စိတ်မချရလို့နိုင်ငံခြားတိုင်းပြည်တွေမှာထားထားတာတွေတပုံကြီးထိုင်းလိုနိုင်ငံမျိုးမှာကွန်ဒိုတွေတိုက်ခန်းတွေဝယ်ထားတာမှာတပုံကြီးအကုန်လုံးချပြလို့ရတယ်အောက်တန်းစားတရကျော်တလုံးတခွင်းမှမပြောရဘူးဟိုတိုင်းသားလက်နက်ကန်ကိုစော်ကားလိုက်ဒီတိုင်းသားလက်နက်ကန်ကခေါင်းဆောင်ကိုစော်ကားလိုက် မင်းတို့လှည့်မိုးကောင်းတော့ရွာထားပေါ့ကွာငါတို့လှည့်ရောက်မှတောင်းပန်ပိုင်ခွင့်ဆိုတာလုံးဝမရှိဘူးနော်မင်းတို့အောက်တန်းစားအယိုးကိုက်နောက်လိုက်နောက်ဆွဲတယ်အကုန်လုံးကိုပြောတာကျွန်တော်မိသားစုတွေရဲ့အမြင်လေးကိုလည်းတစ်ချက်ကွန်မမှာရေးသွားပေးဖို့တောင်းဆိုရင်းနဲ့ဂျေစုတင်တယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မပစ်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့